မြန်မာနိုင်ငံဘက်သို့လှည့်ထားပြီးအိန္ဒိယမြန်မာနှစ်နိုင်ငံကြားကန့်လတ်ဖြတ်တည်ရှိနေတဲ့အသေးပုံရေကန်လေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဝေမှုခီးသွားနေသည်ဆိုတဲ့ program ဟာကျွန်တော်ချင်းပြည်နယ်တောင်ပိုင်းလက်မတောင်ဝနေပြီးအခုချင်းပြည်နယ်မြောက်ဘက်မှာရှိတဲ့ဒီရေကန်မှာအဆုံးသက်ပါမယ် ပြည်လာမှာတွင်ပဲချင်းတောင်တန်းကြီးတွေစီမှာမိုးဆလို့ရွာပါပြီကျွန်တော်ရဲ့အိမ်အပြန်ခီးဟာလွမ်းမိုးပဲကောင်းလာတဲ့တောင်ကူတောင်ငွေတွေနဲ့ပိတ်မောင်းနေတဲ့ချင်းတောင်တန်းကြီးရဲ့ခြံမိုးရင်နဲ့အတူ ြေကြီးတောင်များစီကခဲလုံးများလဲမော်တကားလမ်းပေါ်ရောကျလှိတ်ဆင်းလာတတ်ပြီးသွာလာလို့မရအောင်ပိတ်ဆို့နေတဲ့တံမျိုးလေးရှိတတ်ပါရဲ့